Hey guys, so happy to have been awarded the Golden Boy 2020. နောက်တော့ကိုနဲ့ကစတင်ချီးမြှင့်ခဲ့တဲ့ Golden Point Award ဆိုတာလူငယ်အားကစားသမားဘဝမှာအသင်းနဲ့မလိုက်အောင်ခြေစွမ်းထူးချွန်သူတွေနာဂတ်မှာထူးချွန်နိုင်မယ့်အလားအလာကောင်းသူတွေကို ပေးရတဲ့ဆုဖြစ်ပြီးဒီ Golden Point တွေက တကယ်ပဲအနာဂတ်မှာတောက်ပါခဲ့သလားချာရှုံးသွားတာမျိုးရရှိလားကဲဒီ video လေးကိုကြည့်လိုက်အောင် 2003 Banabat Golden Point က2003မှာစခဲ့တာဖြစ်လို့ Banabat ကပထမဆုံးစုချင်းမြင်ခံရတဲ့ကစားသမားပါ Ajet အတင်းနဲ့အတူကစားသမားဘဝကိုစတင်ခဲ့ပြီးအဲ့ဒီအချိန်ကတိတ်ကိုအလားအလာရှိတဲ့ကစားသမားပါ Hanbat Real Madrid နဲ့ Top Ten Hand Hospital မှာကစားခဲ့ပြီးခြေစွမ်းကောင်းပေမဲ့ထိတ်တန့်အဆင့်တော့မဟုတ်ခဲ့ပါဘူးဒါကြောင့်မဲ Flot အဖြစ်ပဲသတ်မှတ်ရပါမယ် 2000လေး Wayne Rooney Everton Manchester United တို့ရဲ့ကစားသမား Rooney ကတော့ Manchester မရောက်ခင်တည်းကအထူးခြေစွမ်းမျိုးပြသနေပြီ2004အင်္ဂလန်ရဲ့အားကိုးရတဲ့လူငယ်ကစားသမားဖြစ်ခဲ့ပါတယ်အင်္ဂလန်နဲ့ Manchester United ရဲ့ထာဝရသွင်းကိုအများဆုံးကစားသမားဖြစ်ခဲ့ပြီးစူဖလားများစွာရရှိခဲ့ပါတယ်ဒါအပြင် Manchester United ရဲ့ကန်ဝင်ကစားသမားအဖြစ်သတ်မှတ်ခံခဲ့ရတာကြောင့် success အောင်မြင်ခဲ့တယ်လို့ပြောရမှာပါ 2005လီယိုနယ်မက်ဆီမက်ဆီကလာမာစီယာအကယ်ဒမီထွက်ကစားသမားတစ်ယောက်ဖြစ်ပြီးဘာစီလိုနာနဲ့အတူဆူဖလားများစွာရရှိခဲ့တယ်။တဦးချင်းစူးစိတ်တွေလည်းရရှိခဲ့ပြီးရွှေဖနက်အများဆုံးဆူရှင်ဘာစီလိုနာရဲ့ထာဝရဂိုးသွင်းအများဆုံးကစားသမားအခုလက်ရှိ Volunteer ခုနဆူရှင်ဒါရီနဲ့နဲ့တေချာပေါအောင်မြင်ခဲ့ပါတယ်။ 2006ဂိုရန်ပွိုင်းဝင်တာကတော့မက်ဆီရဲ့ငယ်ဘဝအသင်းပေါ်ဖာဘရီဂက်ဖြစ်ပြီးဘာစီလိုနာအသင်းကနေအာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။အာဆင်နယ်အသင်းမှာဗီအေရာခြံခဲ့တဲ့ကျောနံပါတ်၄ကိုဝစ်ဆင်ကစားခဲ့ပါတယ်။ဖာဘရီဂက်ကလည်း success အောင်မြင်ခဲ့ပါတယ်။ဘာစီလိုနာကိုပြန်လာပြီးစုဖလားတွေရရှိခဲ့လို့ကဘာဖလားကိုလည်းစပိန်အသင်းနဲ့အတူရရှိခဲ့ပါတယ်။၂၀၀ ဆာဂျီရိုအကွဲရိုနောက်ထပ်တစ်ယောက်ကတော့အကွဲရိုဖြစ်ပြီးအသက်15နှစ်မှာတင်အာဂျီတီးနာရဲ့ကျယ်ပွင့်ဖြစ်လာခဲ့ပြီးအတလက်တီကိုမက်ထရစ်နဲ့အတူ အလားလာရှိရဲ့ကစားသမားအဖြစ်သတ်မှတ်ခံခဲ့ရသူပါအကွဲရိုကလည်း success အောင်မြင်ခဲ့ပါတယ်မန်ချက်စတာစီးတီးနဲ့သူ့ရဲ့အောင်မြင်မှုတွေကိုတက်တည်ပြခဲ့ပြီးဝိန်းရိုနီအန်ဒီကိုရိုနောတတိယမြောက်ဂိုးသွင်းအများဆုံးဖြစ်ခဲ့ပါတယ်ရိုနီမက်ဆီဖာဘရီဂတ် အကွဲရိုဒီ golden point တွေကအကုန်အောင်မြင်ခဲ့ပြီ what ဒီကစားသမားချက်မှာဘာဖြစ်ရတာလဲ2008 anderson anderson က2008ခုနှစ်ရဲ့ golden point ဖြစ်ပြီး brazil သားဖြစ်လို့ ronaldinho လောက်ကို အောင်မြင်မယ်လို့ခံမှန်းကြတာပါဒီလိုကြားတော့ဒုစက်နေလိမ့်မယ် sir alex ferguson ကိုရင်ပေါ်တိုကနေအရခေါ်ယူခဲ့တဲ့ဒီကစားသမားက average တာမန်ပါပဲ သူက Manchester United နဲ့ Super League အားလုံးကိုရခဲ့ပါတယ်။ Title, Champions League တို့လိုအဓိက Super League တွေကိုပါရယူနိုင်ခဲ့ပါတယ်။နောက်ထပ် Brazil သားတစ်ယောက်ကတော့ Alexander Pato 2009 Pato Alexander Pato ကကစားသမားဘဝအစပိုင်းမှာအရန်ကိုထူးချွန်ခဲ့တဲ့ကစားသမားပါ။ဒါပေမဲ့ဒဏ်ရာပြဿနာ၊အိမ်တော်ရေးပြဿနာ၊ပါတီအရန်တတာဒီလိုနဲ့ပဲ flop ဖြစ်ခဲ့ရပါတယ်။ AC Milan နဲ့အတူအရန်ကိုကောင်းတဲ့ဘောလုံးရာသီကိုပိုင်ဆိုင်ခဲ့ပေမဲ့နှမျောစရာကောင်းခဲ့ပါတယ်။နောက်ထပ်တစ်ယောက်ကတော့ Wow Balot Deli ပါ။2010 Mario Balot Deli Super Mario က Inter Milan နဲ့အတူမယုံနိုင်လောက်စရာဘောလုံးရာသီတစ်ခုကိုဖျက်ဆီးခဲ့တာပါ။ခြေစွမ်းကောင်းပေမဲ့ပြဿနာရှာတတ်သူပါ။ 50ရာခိုင်နှုန်းလောက်လေးချင်းယုံနဲ့မင်းကကမ္ဘာအကောင်းဆုံးမဖြစ်နိုင်ဘူးဒီစကားကိုကျွန်တော်အသက်68လောက်ပဲရှိသေးတဲ့လူငယ်ကစားသမားတစ်ယောက်ကိုပြောခဲ့တာပါဘသူကဖီကိုဇနတီတိုလိုလေးချင်းတည်းလေဒါကဥပမာပဲဒီလိုမျိုးအသင်းရဲ့လေဂျန်တွေနဲ့နှိုင်းရှင်ပြောခဲ့ပေမဲ့သူကအရေးမဆိုင်ပါဘူးသူအရေးချင်းရှိသလားပြဿနာလည်းများပါတယ်ပြဿနာကိုနိုင်ငံအစုံမှရှာခဲ့သူကမန်စီးတီးလီဗာပူးမီလန်မာဆေးရောက်လေရာမှာပြဿနာရှာလို့ ထွန်းတောက်သင်းတလို့မဖြစ်ခဲ့ရတဲ့ block daily က average ပါ man city နဲ့အတူ supply တွေမရခဲ့ရင် flop down ဖြစ်သွားနိုင်ပါတယ်ဒီမျိုးဆက်ထဲမှာ block daily ကအချိန်အဖြုံးငယ်ဆုံးကစားသမားဖြစ်ပါတယ်သူကသူတော့အကောင်းဆုံးလို့ခဏခဏပြောနေတော့မယ်နောက်ဆက်တဲ့ mario gozzi နောက်ဆုံးတစ်ယောက်ကိုထပ်ထည့်ပြောရရင်တော့ mario gozzi ကွာကြီးကိုပြလိုက်စမ်းပါ မင်းကမစီထပ်ပူကောင်းတယ်ဆိုတာဒါကိုကဘာဖလားကဆုံးဖြတ်ပေးလိုက်မယ်ဒီလက်ကီးကောင်လေးကဂျာမနီ2014ကဘာဖလားချန်ပီယံဖြစ်စီဘူးတလုံးနဲ့တော့ကိုကိုသွင်းယူပေးခဲ့တဲ့လက်ကီးမန်လေးပါဒော့မွန်မှာခြေစွမ်းပြခဲ့တဲ့လောက်ကွာရီယိုလာရဲ့ဘိုင်ယန်မြူနစ်မှာ ကော်စီကဒော့မွန်ကလို့ခြေစွမ်းမျိုးမရခဲ့ပဲရုံးကန်ခဲ့ရပါတယ်ဒန်ယာရီကြောင့်လည်းဖြစ်နိုင်တယ်ကဘာဖလားပြီးတဲ့နောက် over confidence ကြောင့်လည်းဖြစ်နိုင်တယ် ်ခေါ်စီက average ပါပဲ flock လည်းဖြစ်နိုင်ပါတယ်ကဘာဖလားကအခိုက်အတန့်လေးတစ်ခုသာမရှိခင်ခေါ်စီက flock ဖြစ်သွားနိုင်ပါတယ် golden point တွေကတချို့နောက်ဆုံး2 20အတွင်းမှာအကောင်းဆုံးဖြစ်ခဲ့တဲ့ကစားသမားတွေတဲကဖြစ်တယ်လို့တချို့ကတော့ဆူဆူရွရွရွစိတ်ပြက်เสียဖြစ်ခဲ့ပါတယ်ဟုတ်ကဲ့ပါအခုတင်ဆက်ပေးခဲ့တာကတော့ golden point တွေဘာဖြစ်သွားခဲ့တယ်လဲဆိုတဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် အခုလိုအားကစားသတင်းတွေကိုအမြဲတင်ဆက်ပေးမှာဖြစ်လို့ like and share လေးလုပ်ပေးကြပါခင်ဗျာတ िश ူပေးခဲ့တဲ့ပရိသတ်အားလုံးကိုကျေးဇူးအထူးတင်ရှိပါရခင်ဗျာ